မင်္ဂလာပါရှင်ခစ်သစ်မန္တလေးကနေဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဦးဆုံးဝင်းကြီးချုပ်ပေထောင်တန်ကိုယာရုမဆိုင်းငံ့တဲ့အကြောင်းကိုတင်ဆက်ပေးပါမယ် ။ထိုင်းအစိုးရပြောင်းလဲဖွဲ့စည်းခြင်းကိုတော်ဝင်အမိန့်ပြန်တမ်းကယနေ့မနက်ပိုင်းအတည်ပြုပြီးနောက်နိုင်ပိုင်းအကြအတွင်ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်နဲ့နေဆက်ရေးဆွေးနွေးသည့်အတန်းဖိုင်ပေါက်ကြားသည့်အတွက်ဝန်ကြီးချုပ်အားယာရူမာနှုတ်ထွက်ရန်တောင်းဆိုသောအထက်လွှတ်တော်အမတ်များ၏အတနာခံစားကိုလက်ခံရန်ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးကဆုံးဖြတ်လိုက်ပါတယ်။တရားရုံး၏ထုတ်ပြန်ချက်တွင်အမှုကိုခုံရုံးတင်နေချိန်တွင်ဝန်ကြီးချုပ်အနေဖြင့်တာဝန်ထမ်းဆောင်ခြင်းမပြုရန်အမိန့်ချလိုက်ပါတယ်။ပြီးခဲ့တဲ့လကဟွန်ဆန်နဲ့နေဆက်ရေးဆွေးနွေးသည့်အတန်း ဖိုင်တွင်ဝင်းကြီးချုပ်ကထိုင်းစစ်တပ်အားဝေဖန်သည့်အပေါ်မကျေနပ်ကြသည့်တက်ကြွလှုပ်ရှားသူများကလည်းဝင်းကြီးချုပ်အားဘန်ကောက်တွင်ပြီးခဲ့တဲ့ရက်ပိုင်းတွင်အင်အားထောင်ချီဆန္ဒဖော်ထုတ်ခဲ့ပါသည်ဆလတ်တင်ဆက်ပေးမယ့်တရင်ကတော့အရင်ယူပိတ်ဆို့မှုများကို ကျော်လွှားနိုင်ရန်ရုရှားဥဆောင်သည့် EAEU အဖွဲ့သို့စစ်ကောင်းဆောင်ဝင်ရောက်လိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမဲအောင်လိုက်ကနိုင်ငံတကာအရေးယူပိတ်ဆို့မှုများကိုဂရုမစိုက်ဟုပြောဆိုကာအဆိုပါကိစ္စရပ်များကိုကြော်လွှားနိုင်ရေးအတွက်ရုရှားဥဆောင်သည့်ဥရောပအာရှစီးပွားရေးတမကအဖွဲ့ဝင်နိုင်ငံဖြစ်ချင်နေကြောင်း၎င်းတို့၏ဖော်ပြချက်များအရသိရှိရပါသည်ဘယ်လာရုစ်နိုင်ငံမင်းမျိုးတွင် ပြုလုပ်သည့်စရုပ်ထအကြိမ်ဥရောပအာရှစီးပွားရေးဖိုရမ် EEF 2025ကိုစစ်ကောင်းဆောင်တက်ရောက်၍ထို့သို့ပြောဆိုသလိုပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကလည်းယမန်နှင့်ခီးစဉ်အပြန်မှာထပ်မံအတီး ပြုခဲ့ပါတယ်မြန်မာနိုင်ငံအနေနဲ့ EU ရဲ့အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့အတွက် EU ရဲ့လေလာခွင့်ရရှိတဲ့နိုင်ငံလေလာသူနိုင်ငံဖြစ်ဖို့အတွက်ကျွန်တော်တို့ကြိုးစားဆောင်ရွက်နေပါတယ်ဟုစစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်စောမင်းထွန်းကဝါရဖြန့်မီဒီယာများကိုပြောပါတယ် ထို့ကဲ့သို့စူးစမ်းရာတွင်လည်းအောင်မြင်နိုင်လိမ့်မည်ဟုမြင်မိသလို EU အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသောရုရှားနှင့်အခြားအဖွဲ့ဝင်နိုင်ငံများအနေဖြင့်မြန်မာနိုင်ငံကိုကြိုးစိုးလက်ခံသည်ဟုမြင်မိကြောင်းစစ်ကောင်ဆောင်၏ပြောစကားကိုအခြေခံ၍ထောက်ပြပြောဆိုခဲ့ပါသည်။အဆိုပါဥရောပအာရှစီးပွားရေးသမဂ္ဂ EU ကို2015ခုနှစ်မှာရုရှားနိုင်ငံကဥဆောင်၍အာမေးနီးယား၊ကာဇက်စတန်၊ကာဂျစ်စတန်၊ဘယ်လာရုစ်နိုင်ငံတို့ဖြင့်စတင်ဖွဲ့စည်းခဲ့ကစီးပွားရေးအဖွဲ့အစည်းဖြစ်ပြီးဥရောပအာရှစီးပွားရေးဖိုရမ် EU PDF ကို2022ခုနှစ်မှစ၍နှစ်စဉ်ကျင်းပခဲ့ကြောင်းသိရပါတယ်။ထို့ပြင်စီးပွားရေးဖိုရမ် EEF ကိုဥရောပအာရှစီးပွားရေးသမဂ္ဂ EEEU ၏အလဲကျဥက္ကဋ္ဌအဖြစ်တာဝန်ယူသည့်အဖွဲ့ဝင်နိုင်ငံကကြီးမှုကျင်းပရပြီးပထမအကြိမ်ဖိုရမ်အားကာဂျစ်စတန်နိုင်ငံဘက်ခမ်မြို့မှာ2022ခုနှစ်မှာကျင်းပခဲ့ကြောင်းသိရပါတယ်။ယင်းနောက်ဒုတိယအကြိမ်ကိုရုရှားနိုင်ငံမော်စကိုမြို့မှာ2023ခုနှစ်နဲ့တတိယအကြိမ်ကိုအာမေးနီးယားနိုင်ငံ ရေရဗန်မြို့မှာ2024ခုနှစ်မှာ၎င်းကျင်းပခဲ့ပြီးယခုနှစ်မှာဘယ်လာရုစ်နိုင်ငံမှာစရုပ်ထအကြိမ်ပြုလုပ်ခြင်းဖြစ်ကြောင်းသိရပါတယ်။စိန်ခေါ်မှုများစွာနဲ့ရင်ဆိုင်နေရသည့်ယနေ့နိုင်ငံတကာအခင်းကျင်းတွင်ချိန်ချမှုများကိုကျော်လွှားနိုင်ရန်အတွက်ဥရောပအာရှစီးပွားရေးတမကအဖွဲ့ကြီးအခန်းကဏ္ဍသည်အရေးကြီးသည်ဟုစစ်ကောင်းဆောင်ကဖိုရန်တက်ရောက်စဉ်မှာပြောဆိုခဲ့ပါတယ်။ ထို့အပြင် EAEU သည်ပြင်ပစီးပွားရေးစင်ခေါ်မှုများနှင့်ပိတ်ဆို့တန်းခတ်မှုများကြားတွင်မကြသေးမီနှစ်များတွင်တည်ငြိမ်သောတိုးတက်မှုများအရေးပါသောအောင်မြင်မှုများအားပြသနိုင်သည်ကိုဝမ်းမြောက်စွာတွေ့ရှိရကြောင်း၎င်းကဆိုပါသည် EU ဆိုတာရုရှားကဥဆောင်ဖွဲ့တဲ့စီးပွားရေးအဖွဲ့အစည်းပါရုရှားတောင်ကုန်သွယ်မှုနည်းနေတာကြံနိုင်ငံတွေနဲ့တိတ်မရှိဘူးထင်တယ်ဟုမြန်မာအရေးလေးလာစောင့်ကြည့်သူတို့ကပြောပါရယ်မြန်မာနိုင်ငံအတွက်ဆရာနာသိမ့်ပြီးနောက်ရုရှားနိုင်ငံသည်အရေးပါသောကုန်သွယ်ဘက်နိုင်ငံတစ်ခုဖြစ်လာတော့လေကုန်သွယ်မှုပမာဏများသလို ပမာဏမများသလိုပြီးခဲ့တဲ့2024ခုနှစ်အတွင်းဒေါ်လာ288တန်းသာရှိခဲ့ကြောင်းသိရပါတယ်။ယင်းပမာဏသည်ဒေါ်လာ4.4ဘီလီယံရှိထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးထက်ပင်နည်းပါးနေပြီးရုရှားနိုင်ငံမှလက်နက်ဝယ်ယူမှုပမာဏမပါဝင်ကြောင်းအထက်ပေါ်ပြပါမြန်မာအရေးလေးလာစောင့်ကြည့်သူကထောက်ပြသုံးသပ်ပါတယ်။ စစ်ကောင်ဆောင်သည်ယခုနှစ်မတ်လကလည်းဘယ်လာရုစ်နိုင်ငံသို့သွားရောက်၍တမရလူကာရှမ်ကော့နှင့်အတူ၎င်းတို့ကိုတန်ခတ်ချမှတ်ထားတဲ့နိုင်ငံတကာ၏အရေးယူပိတ်ဆို့မှုများကိုဂရုမစိုက်ဘဲအတူတကွပူးပေါင်းကြော်လွှားသွားမည်ဟုပြောဆိုထားပါသည်။လက်ရှိတွင်၎င်းတို့နှစ်နိုင်ငံကိုအပြည့်ပြည့်ဆိုင်ရာအလို့သမားရေးရာဖွဲ့ IANLO ဆုံးဖြတ်ချက်အပါအဝင်ဥရောပတမကအမေရိကန်၊ဂျီတိတ်၊ဩစတြေးလျ၊ကနေဒါ၊ဂျပန်စသည့်နိုင်ငံတို့ကဆန်ရှင်များချမှတ်ထားပြီးလူပုတ်ကိုစီးပွားရေးလုပ်ငန်းများစသည့်တို့ကိုပိတ်ပင်တားမြစ်ထား ြောင်းသိရှိရပါတယ်။ဆက်လက်ပြီးတောင်တာမြို့နယ်တွင်စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်သားများကိုကြားဖြတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်သိမ်းဆုံးမှုရှိပြီးလက်နက်ခဲယမ်းများသိမ်းဆည်းရရှိတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းတောင်သားမြို့နယ်တွင်စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုကြားဖြတ်တိုက်ခိုက်ရာစစ်တပ်ဘက်မှထိခိုက်သိမ်းဆုံးမှုရှိပြီးလက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်းမြင်းကြံခဲအမှတ်3တပ်ရဲမှတာဝန်ရှိသူတို့ကပြောဆိုပါရယ် ဇွန်လ25ရက်နေ့မနက်7:00နာရီကမှတောင်တာမြို့နယ်တွင်စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်သားများကိုကင်းစလုတ်ကျေးရွာအနီးတဝိုင်းမှာဒေါ်လန်ရီတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းရင်းတိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုရှိတော့လေအရေးအတွက်ကိုအတိမပြုနိုင်သေးကြောင်းသိရပါတယ်တိုက်ပွဲတွင်အကြမ်းဖက်စစ်ကောင်စီတပ်သားများထံမှ60မမဘုံဒီဆန်နှလုံး RPG ထိပ်ဖူးတစ်ခုတို့တင်စီရရှိခဲ့ကြောင်းသိရှိရပါတယ်ထို့သူတိုက်ပွဲဖြစ်ပွားပြီးနောက်ဇွန်လ26ရက်နေ့မနက်7:00 တနအီမွန်လွေတနအီနဲ့ညနေ9နာရီခန့်တို့တွင်အကျန်းဖက်စစ်တပ် MI-35 ရဲ့ဟဲ့ရင်၃စီးဖြင့်ကင်းစလုတ်ကျေးရွာပတ်ဝန်းကျင်ကိုပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမြင်းကျန်ခဲအမတ်3တပ်ရင်းနဲ့ညောင်ဦးခဲအမတ်5တပ်ရင်းတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးထိုးစစ်ကြောင်းသည်ဇွန်လ28ရက်နေ့မနက်အစောပိုင်း3နာရီခန့်တွင်ကင်းစလုတ်ကျေးရွာမှငတရောက်နေရဲစခန်းကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရှိရပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့ online ငွေလိမ်ခိုင်းများကမ္ဘာအနှံ့ပြန့်နှံ့လာခြင်းနဲ့အတူလူကုန်ကူးမှုများမြင့်တက်လာတဲ့အကြောင်း Interpol ထုတ်ပြန်တဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။လူကုန်ကူးခံထားရမှုများဖြင့်လက်ပတ်နေတဲ့ငွေလိမ်ခိုင်းများသည်ကမ္ဘာအနှံ့တို့တည်တည်တာတာချဲ့ထွင်လာကြောင်း Interpol ၏ဇွန်လ30ရက်ထုတ်ပြန်ချက်ကိုသတင်းဌာနက သတင်းဌာနတခုကဖော်ပြထားပါတယ်ရခိုင်ကအရှိတောင်အာရှဒေသတွင်အဖြစ်များခဲ့သည့်အဆိုပါဒုစရိုက်ကျူးလွန်မှုပုံစံသည်တဖြည်းဖြည်းကျယ်ပြန့်လာပြီး AI နည်းပညာကိုပါအသုံးပြုလာကြသည်ဟုဆိုပါတယ်ငွေလင်ခိုင်းများအတွက်လူကုန်ကူးခံရသူများတွင်ကမ္ဘာဒေသအသီးသီးရှိနိုင်ငံပေါင်း66နိုင်ငံမှလူပေါင်းသိန်းနဲ့ချီပါဝင်ပြီးကမ္ဘာပြည်ထနာတရက်ဖြစ်လာကြောင်း Interpol ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ငွေလင်ခိုင်းများကိုယခုအခါအရှိအလေပိုင်းအနောက်အာဖရိကနဲ့အမေရိကအပါအဝင် ဟုအမေရိကအပါအဝင်အခြားဒေသများမှာပုံမှု တွေ့ရှိလာရပါတယ်လူကုန်ကူးခံရသူများသည့်အများအပြားအတုရောင်အလုတ်ကန်ကန့်လန့်မှုများဖြင့်သွေးဆောင်ခေါ်ယူပြီးနောက်ငွေလင်ကိုင်းများ၏အဆောက်အုံများတွင်ဖန်ဆီးချုံနှောင်ခံထားရလေရှိပါသည်ဖန်ဆီးခံထားရသူအများပြားဟာကျွေးမြများတင်တင်ဟုဆိုကချင်းချောက်ခံရခြင်းရိုက်နှက်ခံရခြင်းလိမ်မိုင်းဆိုင်ရာမျက်ထုတ်ခံရခြင်းတချို့သည်နှိပ်စက်ခံရခြင်းသို့မဟုတ်အဓမ္မပြုကျင့်ခံရခြင်းပင်ရှိသည်ဟုလည်းအင်တာဘုတ်ကဖော်ပြပါသည် 2024ခုနှစ်ကဖိလစ်ပိုင်ရှိစီးပွားရေးလုပ်ငန်းစဉ်လုတ်ကိုင်းနေသည့်ငွေလင်ကိုင်းတစ်ခုကိုလည်းဝင်ရောက်စီးနှင်းခြင်းအပါအဝင်အင်တာပိုဥဆောင်တဲ့စစ်စင်ရေးမှထောင်ထဲချီသောလူကုန်ကူးခံရသူများကိုလိမ့်လည်မှုများကျူးလွန်ရန်ခိုင်းစေခဲ့သည့်အမှုများကိုဖော်ထုတ်နိုင်ခဲ့ပါသည်။ထို့နှစ်မှာပင်နမီဘီယာရှိငွေလင်ကိုင်းတစ်ခုကိုရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ရမှငွေလင်လည်မှုများအတွက်လူငယ်88ဦးကိုအတင်းကျပ်ခိုင်းစေနေကြောင်းတွေ့ရပါသည်။ဤပညာအသင်များကိုအသုံးပြုလုပ်သည့်ငွေလင်ကိုင်းများဟာအထူးရောအလုတ်ကြောများ များဖန်တီးခြင်းမှသည် လိမ်မိုင်းဆိုင်ရာချင်းချောက်မှုနှင့်အလိညာအခြေရေးကိစ္စများအတွက် profile အတူများဖန်တီးခြင်းအထိဉာဏ်ရည်တု AI အသုံးပြုမှုမြင့်တက်လာသည်ကိုတွေ့ရှိရကြောင်း Interpol ကတတိပေးထားကြောင်းသိရှိရပါသည်။